မင်္ဂလာပါဒီနေ့တော့တီဘောနဲ့ကြောက်မင်းမှာစစ်ကော်မရှင်တပ်က TLN နဲ့ပတ်သက်တဲ့အမှတ်စိတ်တွေကိုစတင်စစ်ဆေးဖမ်းဆီးနေတဲ့တဲ့မော်တော်မြို့သိမ်းတိုက်ပွဲစစ်ကော်မရှင်တပ်60ကျော်ထိုင်ဘက်ထွက်ပြေးပြီး40ကျော်ကိုအရှင်ဖမ်းမိတဲ့တဲ့လူ90ကျော်ထံကငွေလိမ်ပြီးလောင်ကစားလုပ်တဲ့သူကို KSB ကရေးယူမယ်ဆိုတဲ့တဲ့စတဲ့တဲ့တွေပါဝင် Federal Fan ရဲ့ဒီနေ့နွေမာလ15ရက်နေ့အတွက်နေ့စဉ်တဲ့တွေကိုကြားကြပါမှာပါ စစ်ကောင်မရှင်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒီဘောမြို့မှာပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကစတင်ပြီးတန်အမျိုးသားလူမျိုးရေးတပ်မတော် TNL အနေနဲ့ပတ်သက်တဲ့အမတ်တစိတ်တွေကိုလိုက်လံစစ်ဆေးနေတယ်လို့ဒေသခံတွေတန်ကနေသိရပါဗျ။ TNL နေအမတ်တစိတ်ပါတဲ့ကားဆိုင်ကယ်ကတ်စတစ်ကားတွေအင်ဂျီတွေလွယ်အိတ်တွေအိုးထုပ်တွေအလားချိတ်တပ်ပုံတွေပြက်ကြိန်တွေနဲ့ဖုန်းတွေကိုလိုက်လံစစ်ဆေးနေတာဖြစ်ပြီးတွေးရှိပါကဖန်စီခေါ်ဆောင်တာတွေလုပ်နေတယ်လို့ဆိုပါတယ်။ ကြောက်မဲ့တီဘောလမ်းမကြီးရှိစစ်ကောင်မရှင်တပ်ရဲ့စစ်စေးဂိတ်တွေကိုလည်းစစ်ဆေးနေတာဖြစ်ပြီး DNL အမတ်တစိမ့်နဲ့ပတ်သက်လို့ဖမ်းဆီးခံရသူတွေကကြောက်မဲ့မြို့မှာ၈ဦးထက်မနည်းတီဘောမြို့နယ်မှာ၁၄ဦးထက်မနည်းရှိနေတယ်လို့သိရပါတယ်။ဒါပြင် DNL နဲ့ဆက်ဆက်တယ်ဆိုပြီးကြောက်မဲ့မြို့နယ်ကနေအိမ်36လုံးဝင်ကျင်နေတီဘောမြို့နယ်ကနေအိမ်26လုံးကိုစစ်ကောင်မရှင်တပ်ကချိတ်ပိတ်သိမ်းဆီးလိုက်ပြီးတမိုးရှိပစ္စည်းတွေအလုံးကားနဲ့တဲဆောင်သွားတယ်လို့လည်းသိရပါတယ်။ စစ်ကောင်မရှင်တပ်ကကြောင်းမဲမြို့ကိုအော်တိုဘလာ၁ရက်ဒီဘောမြို့ကိုအော်တိုဘလာ၁၈ရက်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ဒီဘောမြို့နယ်နဲ့လာရှိုးမြို့နယ်ကြားမှာစစ်ကောင်မရှင်တပ်နဲ့ MMDA ကြားစစ်ရေးတင်းမာနေတယ်လို့သိရပါတယ်။တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်တော်မြို့ကိုတော်လိုင်းပူပေါင်းတပ်တွေကမနေ့ကနိုဝင်ဘာလ14ရက်နေ့မှာတိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်မရှင်တပ်ရဲ့ မောတောင်စုတ်တန်းခန်းစစ်စခန်းကိုပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်ညပိုင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့ကစတင်တိုက်ခိုက်ခဲ့ပြီး3ရက်ကြာမှသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါလိမ့်။တိုက်ပွဲကနေ120မမလက်နက်ကြီး2လက်120ကြီး189တောက် Wi-Fi စက်တနက်2လက်60မမစိန်ပြောင်း3လက် RPG 2လက်ငကြင်းမီစက်တနက်2လက်လက်နက်ငယ်36လက်နဲ့အခြားလက်နက်ခဲယံတွေသိမ်းဆီးရမိခဲ့တယ်လို့ FFD ကထုတ်ပြန်ထားပါလိမ့်။ တိုက်ပွဲတွင်စစ်ကောင်မရှင်တပ်သား60တူထိုင်းနိုင်ငံဘတ်ချန်ကို ထွက်ပြေးသွားပြီး42ယောက်ကိုစစ်တုပ်ပန်းအနေနဲ့ဖမ်းဆီးရမိခဲ့တယ်လို့သိရပြီးတော့ဖမ်းဆီးရမိတဲ့တုပ်ပန်းတွေကို KNL ရဲ့ဥပဒေတိုင်ဆောင်ရွက်သွားမယ်လို့ KNU ဗိတ်တဝဲခရိုင်တွင်းရင်မူဘဒိုဆောရဲ့နာကဖရယာဖန်ကိုပြောပါတယ်ဒီတိုက်ပွဲကို KNL တပ်မဟာ၄ကတရင်203တရင်71 KNDO တရင်ခွန်တရင်72ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BBN လေးနဲ့44 Federal Democracy FFD တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ Greeny ပြည်နယ်ကအဖွဲ့စည်းတွေနဲ့ပြည်တွင်းပြည်ပကပြည်သူတွေထံကနေငွေကြေးလိမ်လည်ပြီး online လောင်းကစားလုပ်နေတဲ့စုပြည့်အောင်ကို Greeny ရဲဌာန KSP ကအရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။သူဟာ Greeny ပြည်နယ်အတွင်းမှာပြည်သူ80ကျော်ထံကနေကျန်းငွေသိန်း300ကျော်လောက်လိမ်လည်အသုံးပြုထားတယ်လို့ကာယကံရှင်နဲ့နှီးဆက်သူတွေထံကနေသိရပါတယ်။ အဲ့လိုငွေကြေးလိမ်နေပြီး online လောင်းကစားလုပ်နေတာကိုတာဝန်ရှိသူတွေကသိရှိပြီးတဲ့နောက်ပြီးကြတဲ့ရက်ပိုင်းမှာပဲ SSNDF KNDF viewer ကိုစကမ်းမှာခေါ်ယူထိန်းသိမ်းခဲ့ပြီး KSB ကိုလွှဲပြောင်းပေးခဲ့တာလို့သိရပြီး Greeny ပြည်ရဲဌာန KSB အနေနဲ့ကတော့ဒီမှုကိုဥပဒေနဲ့ညီအရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။စစ်ကောင်စီဌာနချုပ်နေပြီးတော့ဥထရသီရီမြို့နယ်တက်ကုန်းမြို့နယ်ရှိရတနာမြေခြေပြုလုံချုံရေးကင်းစခန်းကို နိုဝင်ဘာလ12ရက်နေ့ညပိုင်းမှာဝင်ရောက်စီးနင်းခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကမနေ့ကနိုဝင်ဘာလ14ရက်နေ့မှာတရင်ထုတ်ပြန်လာပါတယ်စစ်ကော်မရှင်တပ်ဟာရမဲသိန်းမြို့နယ်ကနေစစ်ကြောင်းတစ်ကြောင်းနေပြည်တော်အမြန်လန်းကနေစစ်ကြောင်းတစ်ကြောင်းအခြေပြုစခန်းနှစ်ခုကနေစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်း3ကြောင်းနဲ့အဲ့ဒီဒေသမှာနေမြေစိုးမိုးရေးလုပ်နေတော့ PLA ကဝင်ရောက်စီးနင်းခဲ့တာလို့ဆိုပါတယ်အဲ့ဒီကင်းစခန်းမှာစစ်ကော်မရှင်တပ်ဘက်က စကန်းဆောက်အနေနဲ့အင်အားနှင်းငင်တာကြန့်ရှိနေခြင်းဖြစ်ပြီး PNL ကစကန်းစီးနှင်းဖို့သွားရောက်တဲ့အချိန်မှာအလုံးဆုတ်ကွာထွက်ပြေးသွားလို့ထိတွေ့တိုက်ပွဲမဖြစ်ပွားခဲ့ဘူးလို့သူကဆက်ပြောပါတယ်။နွေမာလာ73ရက်နေ့မှာတော့စကန်းတစ်ခုလုံးကိုဒုတိယအကြိမ်ထပ်မံရှင်းလင်းခဲ့ပြီးစကန်းကနေကြီချို့ငွေသားချို့နဲ့စစ်သုံးဆောင်ပစ္စည်းချို့တင်းစီရမိခဲ့တယ်လို့စစ်ကော်မရှင်တပ်သားတွေရဲ့ယူနီဖောင်းတွေနဲ့တည်ယူလို့မရနိုင်တဲ့ပစ္စည်းတွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ စကိုင်းတိုင်းဗန်းမောက်မြို့စစ်မျက်နှာမှာစစ်ကောင်စီနဲ့ပူးပေါင်းတိုက်ခိုက်နေတဲ့ရှမ်းပြည်တပ် SNL ရဲ့တပ်ဖွဲ့ဝင်3ဦးဟာပြီးကြတဲ့ရက်ပိုင်းကပဲတော်လိုင်းပူးပေါင်းတပ်တွေထံလက်နက်နဲ့တကွာအလင်းဝင်လာခဲ့တယ်လို့သိရပါတယ်။အဲဒီတပ်ဖွဲ့ဝင်3ဦးဟာပြီးကြတဲ့နိုဝင်ဘာလ10ရက်17ရက်နေ့လောက်မှာအလင်းဝင်လာတာလို့စုံစမ်းသိရှိရပြီးတော့အလင်းဝင်လာတဲ့သူ3ဦးထဲမှာရှေ့တန်းကဆေးမှုတူလည်းပါပြီး သူ့ရဲ့ဓာတ်ပုံကတော့ Ferrier Fan ကမရရှိခဲ့ပါဘူး။သူတို့3ဦးမှာလက်နက်နှစ်လက်နဲ့ခဲယမ်းကြီချို့ ပါဝင်လာတယ်လို့လည်းသိရပါတယ်။ဗန်းမောက်မြို့ဝန်းကျင်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလိုမြို့ရဲ့နောက်ပိုင်းကို SN ကစူမိုးထားပြီးကျန်တဲ့နေရာတွေကိုတော့တော်လိုင်းတက်တွေကစူမိုးထားတယ်လို့သတင်းရင်းမြစ်တွေတန်းကနေသိရပါတယ်။စစ်ကောင်မရှင်တပ်ကပြန်လည်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတိဘောမြို့ကိုမနေ့ကနိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းကစတင်ပြီးအဝင်ထွက်ပိတ်ထားတာကြောင့်ကားဆိုင်ကအစီရင်ညာနေချီပိတ်မိနေတယ်လို့ကုန်တင်ကားနဲ့ခီးတဲ့တင်ကားမောင်းနေသူတွေထံကနေသိရပါတယ် စစ်ကော်မရှင်ရဲ့စကမစနစ်ကဒီနေ့မနက်6နိုင်ဝင်းကျင်ကနေစတင်ပြီးတီဘောဒတာကိုအဝင်ထွက်ပိတ်ထားသလိုမနက်7နိုင်ခွဲဝင်းကျင်ကနေစတင်ကတီဘောမျိုးပြည်တော်စုလမ်းမကြီးမှာကဆိုင်ကယ်အဝင်ထွက်ပိတ်ထားလိုက်တာဖြစ်တယ်လို့သိရပါတယ်အခုလိုဝင်ထွက်ပိတ်ထားမှုကြောင့်တီဘောမျိုးနယ်အတွင်းမှာလည်းအရက်သားပြည်သူတွေတွာလာလှုပ်ရှားမှုတိတ်ဆိတ်ခြောက်ကြလျက်ရှိပေမဲ့စစ်ကော်မရှင်တပ်ရဲ့ကားတွေကတော့ဖြတ်သွားဖြတ်လာစတိုက်ပြုလုပ်နေတယ်လို့သိရပါတယ် လာရှိုဘတ်အထွက်ဒီဘောတရားထိတ်မှာစကန်းချတက်ဆွဲထားတဲ့ကိုကန်တက် MMDA ကပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကစတင်ကပြည်မဘက်ကလာတဲ့ကုန်တင်ရင်တွေကိုစတင်ပိတ်ပင်ခဲ့ပြီးတဲ့နောက်စစ်ကော်မရှင်တပ်ဖက်က အခုလိုတုံ့ပြန်လာတာဖြစ်ပြီးတိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကိုဒေသခံတွေကြားစိုးရိမ်မှုတွေမြင့်တက်နေတယ်လို့သိရပါတယ်။ Grenadier Lineman ဖမြို့နယ်ထဲက Lineman ဖတောင်ကိုထိမ့်သိမ့်မှုအတွက်ဒီလနိုဝင်ဘာလကနေစပြီး ရက်ကန့်သက်မရှိတောင်တက်တာကိုတားမြစ်မယ်လို့တောင်နီနာကကျေးရွာ၃ရွာပူပေါင်းအချွေရေဖွဲ့နဲ့ဆောင်းလဲသူအုပ်စုထံကနေသိရပါတယ်။တော်မီရှူတာတစ်ဝါခုတ်တာတော်လိုက်တာတွေနဲ့တောင်ပေါ်ကမဖွဲ့မရပြုတ်တာတွေရှိနေတဲ့အတွက်အခုလိုထိမ့်သိမ့်မှုတားမြစ်ရတာလို့ဆောင်းလဲသူအုပ်စုဥက္ကဋ္ဌကဖရဲဖန်ကိုပြောပါတယ်။ဒါ့အပြင်ဂရီနီမာစီရေးချင်းနေပြင်းထန်နေတဲ့အတွက် လုံခြုံရေးအခြေအနေအရအခုလိုတားမြစ်တာလို့လည်းဆိုထားပြီးစစ်ရေးအခြေအနေငြိမ်သက်ရင်တော့ယာယီပြန်လည်ဖွင့်လှစ်ပေးဖို့ရှိပြီးတော့လက်ရှိမှာတော့တက်ခွင့်တားမြစ်ထားမယ်လို့ဆိုပါတယ်လက်ရှိတားမြစ်ချက်မှာတောင်တက်သူတွေတွေးရှိရင်ဒဏ်ငွေ9000ကျပ်ပေးဆောင်ရမယ်လို့လည်းဆိုထားပါတယ်ဒီနေ့ညမလာ15ရက်နေ့ဖရဲဖန်ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ကြတာပါကျွန်တော် software tree ပါ thank you